သာသမီ၃မျိုးရှိတယ်တဲ့ဗုဒ္ဓမြတ်စွာသာသမီ၃မျိုးတဲ့အဝဇာတာတဲ့နံပါတ်၁ကမိဘဖြစ်တဲ့ပုဂ္ဂိုလ်ကတရားပေးထားခဲ့သူ့လက်ထက်မှာဘာမှတိုးအောင်မလုပ်နိုင်တဲ့ပြင်အဲ့ဒီတရားပါပြောင်းသွားရောပြောင်းသွားရောဘာမှစီးပွားဥစ္စာတွေတိုးတဲ့အောင်မလုပ်နိုင်ဘူးဟုတ်တယ်မလားအညာဆုံးသားပေါ်အဝဇာတာလို့စာထဲမှာသုံးထားတယ်နံပါတ်၂ကြတော့မေဖေကတရားပေးထားခဲ့တယ် 900ဖြစ်အောင်လည်းမလုံနိုင်ဘူး1000ဖြစ်အောင်လည်းမလုံနိုင်ဘူးသို့တော့ तू ကအဲ့ဒီတရားလေးကိုတော့အနေထားမပြတ်အောင် तू ကဆက်လက်ပြီးတော့ထိန်းထားနိုင်တယ်ထိန်းထားနိုင်တယ်အနုဇာတသားလို့စာထဲမှာသုံးတယ်သားဆိုတာကတော့เนาะဒါဖရာရဲ့အယူဆကပြောတာအကုန်လုံးသားသမီးတွေအကုန်ပါတယ်ဘိခဝေခြေသားယဟန်တို့လို့ဗုဒ္ဓမြတ်စွာကတရားတော်တွေဟောခဲ့တာယဟန်တော်တွေကဥတည်ပြီးတော့ဟောခဲ့တာတရားဒဂမတွေလည်း လိုက်နာကျင့်သုံးရတာပဲအဲ့ဒီတရားတွေဟုတ်လားမလားအဲ့ဒီตาကတော့ဗျာတရားပေးထားခဲ့ရင်တရားလေးကတော့သူကခြေရလက်ရမပြတ်အောင်အမေဖေရဲ့ဂုံတိတ်ခါကိုထိမ့်တဲ့အနေနဲ့ဟာမပြတ်တော့နေနိုင်တာပေါ့ဟုတ်တယ်မလားအမြတ်ဆုံးဖြစ်တဲ့ตาကတော့အတိဇာတလို့သုံးထားတယ်အတိဇာတအမေဖေကတရားပေးထားခဲ့သူတို့လက်ထက်ကျတော့900လည်းမခဲရင်ဘူး1000လည်းမခဲရင်ဘူး တောင်းလေသူတို့တွေလုံနိုင်နေတဲ့ဟုတ်တယ်မလားဒါကြောင့်မို့သာသမီဖြစ်တဲ့ပုံကိုယ်ရနောက်ဆုံးဖြစ်တဲ့အတိဇာတတဲ့နံပါတ်၁ကမှတ်ထားနော်အဝဇာတတဲ့မိဘရဲ့ပစ္စည်းတွေကိုဖြုံးပစ်တဲ့ပုံကိုမိဘရဲ့အမွေမြင့်တွေကိုဖြုံးပစ်တဲ့သာသမီနံပါတ်၂ကြတော့အနုဇာတတဲ့မိဘရဲ့သားအမွေမြင့်လေးတွေကိုအခြေအနေမပြတ်ဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်တဲ့သာသမီအတိဇာတသာသမီကြတော့အမေဖေတဲ့ကိုတာသွားတဲ့ ဆိုကြပါစို့မိဘတွေလက်ထက်တုန်းကတိတ်မချမ်းသာဘူးတိုင်လေးတစ်လုံးနှလုံးနဲ့ကားလေးတစ်စီးနှစ်စီးနဲ့နေနိုင်ကြတာသူတို့လက်ထက်ကြမှာမခတ်မှန်းနိုင်လောက်ချမ်းသာသွားတဲ့သားသမီးတွေဗမာပြည်မှာလည်းတွေ့လိမ့်မယ်ဒီနိုင်ငံမာတွေမှာပို့ပြီးတော့ရှိကြမှာပေါ့ဗျာဟုတ်တယ်မလားအဲ့ဒါကိုတော့အတိဇာတသားသမီးတဲ့မိဘတဲ့ကိုตาသွားတဲ့မိလွန်ဖလွန်သားသမီးပေါ့ဗျာအတိတ်ပဲအဲ့ဒါအမွေနဲ့ပတ်သက်ပြီးတော့ပြောတာ